ေပေါ့နော်မေလ9ရက်နေ့တောက်ကြနေ့ကပ္ပရွှေစေခွက်တပတ်တာဈေးပိမဲ့နေ့တရက်တာအတွက်ပေါ့နော်ကျွန်တော်တို့ဖြစ်လာနိုင်တဲ့ကပ္ပရွှေစေနေတာကိုကျွန်တော်သုံးသပ်ပြောကြားပေးတာဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာပေါ့နော်အဲ့ပတ်သက်ခါမှာကျွန်တော်တို့လက်ရှိဈေးကျနေတဲ့ကပ္ပရွှေစေဘယ်လိုဆက်ပြင်လာမလဲဆိုတာအရင်ဆုံးကပ္ပရွှေစေအတက်ကြချက်ကိုကျွန်တော်တို့တွားကြည့်လိုက်အောင်ပေါ့နော်ဟုတ်ပြီအဖေကမှမနေ့ကတရက်တာမှာကပ္ပရွှေစီဈေးအကျနဲ့ပဲဆက်ပြီးခဲ့တယ်။ရှင်းပါတယ်ဘရုံနေ့အကျနဲ့ပြီးရင်မနေ့ကအကျနဲ့ပြီးရင် ဟုတ်ပြီမနေ့ကတည်းကသာဈေးအကျဉ်းနဲ့ပြီးတဲ့အပြင်ကျွန်တော်တို့က3350ဈေးနဲ့အောက်မှာဈေးပိတ်သွားဖြစ်တဲ့ခါမှာကျွန်တော်အမြင်ကတော့ဈေးကအကြအားစကောင်းပါလိမ့်မယ်ခင်ဗျဈေးအကြအားစကောင်းနိုင်ပါတယ်ဟုတ်ပြီဘယ်တိအကြအားကောင်းနိုင်လဲကျွန်တော်တို့အနည်းဆုံးကျွန်တော်ကတော့ဒီလောက်အထိအနည်းဆုံးဒီနေ့တော့ဒီလောက်အထိ 3.80လောက်ထိဈေးအကြအားဆက်ကောင်းနေတယ်အနည်းဆုံး NRT ပေါ့နော်3.80နားတော့ရောက်ကြတာဒါပေမဲ့3.80ဈေးတန်းဒီတော့မရောက်သေးဘူးပေါ့နော်ဒီနေ့မနက်မှကျွန်တော်3.80နား3.85 3.6လောက်ထိတော့ကျွန်တော်ဈေးကျပြီးသွားပြီဒါပေမဲ့3.80နားမရောက်သေးဘူးအဲ့အပြက်ကဒီနေ့အနည်းဆုံး3.80အများဆုံးတော့ကျွန်တော်အာဘယ်လောက်ထိမှန်းထားလိုက်မိမယ်ဆိုရင်3.220လောက်ထိကျွန်တော်တို့ဈေးအကြရှိနိုင်တယ်လို့ကျွန်တော်မှန်းထားလိုက်ခင်ဗျအဲ့အပြက်ကမှဒီနေ့ကဘာချွေးဈေးကိုကျွန်တော် ဈေးအကျအားတောက်ပေါ့အနေထားများပါတယ်။ဒါပေမဲ့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲကျွန်တော် twin jet ဆိုတာရှိတယ်ပေါ့နော်။ဘာလို့ကျွန်တော်သုံးသက်ချက်ကလည်းမှားနိုင်တဲ့အနေထားရှိတယ်။ဟုတ်ပြီ။ဘယ်ချိန်မှာမှားနိုင်တယ်လို့မျိုးဆိုကျွန်တော်ကပ္ပရွှေဈေးအချိန်တနာရီအတိုင်းတာနဲ့ကြည့်မယ်။ကြည့်တဲ့အခါမှာကပ္ပရွှေရဲ့ပေါ့နော်အချိန်တနာရီအတိုင်းတာအပိတ်ဈေးဒါတကယ်လို့ကျွန်တော်တို့ဒီပေါ့နော်ဒီ3360အထက်မှာဈေးပိတ်ခဲ့တဲ့ဆိုရင်တော့3360အထက်မှာကပ္ပရွှေရဲ့အချိန် ကဘာရွှေရဲ့ဒီနေ့တနေ့တာတွေ့မနော်ကဘာရွှေရဲ့အချိန်တနေ့ရဲ့အတိုင်းတာပဲစိတ်ကျွန်တော် market အခေါ်ရ H1 ကန်တယ်လား3360ထက်မှာဈေးပိတ်ခဲ့တယ်ဆိုရင်နော်ကဘာရွှေကျွန်တော်ဒီနေ့အတွက်ဈေးအကျအားတာနိုင်တယ်ဆိုတော့တုံ့တက်ချက်လေးမှားပြီလို့သာယူဆလိုက်ပါခင်ဗျအဲ့တော့3360ထက်မှာအချိန်တနေ့ရဲ့အတိုင်းတာနဲ့ဈေးမပိတ်မချင်ဒီနေ့ကဘာရွှေစီကိုတက်တိုင်းရောင်းလို့ရပါတယ်ဟုတ်ပြီဘယ်ဈေးနဲ့မှရောင်းတယ်လဲကျွန်တော်3330ဈေးတန်းစုံတန်းမှာကျွန်တော်အယောင်းကြိုက်တယ်အခုဒီနေ့အမြင့်ဆုံးတက်ခဲ့တဲ့ဈေးတန်းပေါ့နော်3330ဈေးတန်းနားမှာကျွန်တော်အယောင်းကြိုက်တယ်ဟုတ်ပြီ အရှုံးပိုင်းဈေးနှုန်းကတော့3335အထက်ပဲပေါ့နော်အမြတ်ပိုင်းဈေးနှုန်းကတော့ကိုက3000 3300ပေါ့နော်3300ဒါမှမဟုတ်3290အမြတ်ပိုင်းဈေးနှုန်းယူလို့ရတယ်ဟုတ်ပြီတကယ်လို့3330အထက်ကတော့တက်သွားကြင်ရောအဲ့ဒါဆိုရင်ကျွန်တော်ဒီကြားမှာဈေးနှုန်းတစ်ခုရှိတယ်အဲ့ဈေးနှုန်းကတော့ကျွန်တော်တို့အာ3350 3350ဝင်းချင်ပါလေကျွန်တော်ကဘာချူရောင်းဖို့အားပေးခြင်းနဲ့အရှုံးပိုင်းဈေးနှုန်း3350အထက်ပဲအမြတ်ပိုင်းဈေးနှုန်းခုနပြောခဲ့လို့မဟုတ်3300 3290လောက်ထိကျွန်တော်တို့ယူလို့ရတယ် 3050အထက်ပါဖောက်တက်သွားရင်ရောကျွန်တော်နောက်ဆုံးရောင်းမယ့်ဈေးနှုန်းဆုံးကတော့3360ဈေးနှုန်းဆုံးပါခင်ဗျာ3360ဈေးနှုန်းဆုံးမှာကမ္ဘာရွှေကိုရေးရေးရောင်းပါအရှုံးပိုင်းဈေးနှုန်း3390ဈေးနှုန်းထပ်ပေးပါအမြတ်ပိုင်းဈေးနှုန်းကျွန်တော်ခုနပြောခဲ့တဲ့3300 3290အထိအမြတ်ပိုင်းဈေးနှုန်းယူလို့ရပါဟုတ်ပြီအဲ့ပတ်ကမှာတကယ်လို့ပေါ့နော်ဒီ3360ဈေးတန်းအထက်မှာကမ္ဘာရွှေဈေးအချိန်တနားရဲ့အတိုင်းတာပေးစိကျွန်တော် market ခေါ်ရ H1 candle နဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်တော့ကမ္ဘာရွှေကိုလိုက်ဝယ်ပါတော့ ကျွန်တော်တို့အာ3380 3390အထိအနည်းဆုံးဈေးဆက်တက်နိုင်ပါတယ်အဲ့တော့အမြပိုင်းစည်းတန်းတက်ခတ်ထားပြီးရေတို့လိုက်ဝယ်လို့ရတယ်အရှုံးပိုင်းစည်းတန်းကတော့ကျွန်တော်တို့3350အောက်လောက်ပေးပါခင်ဗျဒါလေးကဒီနေ့အရောင်းဝယ်လို့ရမယ့်စည်းတန်းလေးဖြစ်ပါတယ်ကျွန်တော်မှရောင်းရမယ့်စည်းတန်းဆုံးက3ခုရှိတယ်3330 3345 3360 3ခုရှိတယ်ကျွန်တော်ဒီနေ့အတွက်ရောင်းဖို့ကိုပို့ပြီးအားပေးခြင်းနဲ့ ဝယ်ပို့ကတော့360အထက်မှာအချင်းတနားကြီးအတိုင်းတာအပေစင်းနဲ့ဖောက်တက်ပြီးဈေးပြီးတော့မှဝယ်ပါဒါမှမဟုတ်ဈေးအကျမှဝယ်ခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့အ ਨੇ ဆုံးပေါ့နော်3.50နားလောက်ရောက်မှစီအကြကကောင်းခဲ့မယ်ဆိုရင်3.50နာလောက်ရောက်မှဒီပညာပိုင်းအတိပုချက်စောက်ပြီးတော့ဝယ်ဖို့ပြန်စဉ်းစားပါခင်ဗျကျွန်တော်ဒီနေ့တော့ကျွန်တော်အယောင်းကိုပို့ပြီးတော့ ဦးစားပေးစေချင်ပါနဲ့အယောင်ပိုကြိုင်းမိပါတယ်ဈေးတက်တိုင်းအယောင်မတခုရှိတာကဈေးကျမယ်ဆိုတိုင်းလည်းကျွန်တော်ကတွေ့ရဈေးတန်းပေါ့ရောက်နေတဲ့ဈေးတန်းကနေတွားရောက်လို့မရဘူးဗျဥပမာလက်ရှိပြကျွန်တော်ဈေးကျမယ်ပြောတယ်ဗျလက်ရှိကျောင်းနေတဲ့3320ဈေးတန်းကနေတွားရောက်လို့မရဘူးအမြင်ဈေးလို့တတ်မှတ်လို့ရဥပမာ3330ရောက်မှရောင်းမယ်3320ရောင်းရင်တော့တကယ်လို့အဲ့3330နာရီဈေးမတက်ဘဲနဲ့ကြာသွားရင်ရောမမျက်နိုင်ဘူးလားမျက်နိုင်တယ် ဒါမှကျွန်တော်အယောင်းဝယ်ဆိုတာမှတ်ထားပါတိကျသိကြတဲ့ဈေးတန်တနည်းအားဖြင့်ကို့အတွက်အန်လီယန်နဲ့နိုင်တဲ့ risk နဲ့နိုင်တဲ့ဈေးတန်ကိုကျွန်တော်ကရွေးချယ်သတ်မှတ်ပြီးတော့အယောင်းဝယ်လိုအပ်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့အာတကယ်အယောင်းဝယ် group ကြီးတွေပြောခဲ့တဲ့စကားကမ္ဘာ့ရဲ့အယောင်းဝယ် group ကြီးတွေပြောပြောခဲ့တဲ့စကားရှိပါတယ်အယောင်းဝယ်ဒါဈေးတန်တိုင်းမှာဖြစ်မှာမဟုတ်ပါဘူးပြောချင်တာကိုကဈေးတန်တိုင်းမှာ live အယောင်းဝယ်လုပ်နေလဲအဲဒါကမ္ဘာ့ trader မဟုတ်ပါဘူးကျွန်တော်တို့ကအောင်စားသမားလို့ပုံစံမျိုးဖြစ်နေဈေးတန်းတိုင်းမှာလိုက်ပြီးအောင်ဝယ်လို့ကျွန်တော်ကအဲ့လိုအောင်ဝယ်ဈေးတန်းတိုင်းမှာအောင်ဝယ်လိုက်လို့ဆရာမလို့ပါဘူးကိုက ဘယ်ဈေးထဲမှာဝယ်တင်လဲဘယ်ဈေးထဲမှာရောင်းတင်လဲအဲ့ဈေးကနေရောင်းရင်ဝယ်မယ်ဝယ်တင်တဲ့ဈေးထဲရောင်းရင်ဝယ်မယ်ရောင်းတင်တဲ့ဈေးထဲရောင်းရင်ရောင်းမယ်စောင့်ကြည့်တင်တဲ့ဈေးထဲရောင်းရင်စောင့်ကြည့်မယ်ဟောဒီလို3320တို့ဘာလို့လက်ရှိအနေထားရတာစောင့်ကြည့်တင်တဲ့ဈေးထဲနေဟာစောင့်ကြည့်တင်တဲ့ဈေးထဲမှာဆိုကျွန်တော်စောင့်မယ်စောင့်ကြည့်ပါဆိုကျွန်တော်တို့ဒီဇင်းထဲမှာရောင်းရင်အန္တရာယ်များနိုင်တယ်။အဲ့အရာလေးတွေကိုကျွန်တော်ကနားလည်ထားဖို့လိုအပ်ပါတယ်ခင်ဗျ။အဲ့ဘက်ကမှကျွန်တော်ပြောတဲ့ရောင်းတင်တဲ့ဇင်းထဲနဲ့ရောင်းကျွန်တော်ဒီနေ့ရောင်းဖို့အားပေးခြင်းပါတယ်။ကိုကဒီဇင်းထဲနဲ့ရောင်းမယ်ဆိုရင်တော့320လို့ပါကွာရောင်းမယ်ဆိုရင်မရဘူးလားရတယ်။ဒါပေမဲ့ risk တော့နည်းနည်းပုံများနိုင်ပါတယ်အဲ့အရာလေးကိုတည်ထားဖို့လိုအပ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ဒီနေ့တရတာအပိတ်စေးပေါ့နော်ဒီနေ့တရတာအပိတ်စေးဒါတကယ်လို့ကျွန်တော်တို့ဘယ်အောက်ဆက်ပိတ်ခံရလဲလို့မြင်မှဆိုရင်ကျွန်တော်တို့ဒီနေ့တရတာအပိတ်စေးဒါကျွန်တော်တို့ဒီပေါ်မှာကျွန်တော်390အောက်ဈေးပိတ်ခဲ့မယ်ဆိုရင်တော့ကဘာရွှေဈေး ဈေးအကြအစကောင်းပါလိမ့်မယ်။နောက်အပတ်ထဲမှာပေါ့နော်။အနည်းဆုံး3200လောက်3200နာဒီဈေးကြနိုင်ပါလိမ့်။အများဆုံးကြရင်တော့3150လို့ပါတော့ပေါ့နော်။အဲ့ဒါပဲတကမှာအဲ့လိုမဟုတ်ဘဲစန့်ကျင်မဲ့နေတဲ့ဒီနေ့တရက်တာကဘာရွှေရဲ့အပိစီတာ3260အထက်မှာဈေးပြန်ပိတ်အစော3260ပြန်ပါလိမ့်3360 3360ဈေးနဲ့အထက်မှာဒီနေ့တရက်တာတော့ကြာနေတရက်တာတပတ်တာအပိစီတာဈေးပြန်ပိတ်ခဲ့မယ်ဆိုရင်တော့ကဘာရွှေဈေးနောက်တစ်ပတ်ထဲမှာဈေးအသက်ပြန်လာပါလိမ့်မယ်။ တောင်းတော့ဒီခါတောင်းတော့နေရာအထက်ဖောက်တက်ပြီးတော့เนาะအဲ့လိုပိတ်ခဲ့တယ်ဆိုတော့တောင်းတော့နေရာအထက်ဖောက်တက်ပြီးတော့တောင်းတော့900နာအထိကဘာရွှေစီပြန်သွားနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါလည်းနီးပညာပါတောင်းတော့ချက်ပါเนาะတရင်ပိုင်းရဆိုတော့ဒီနေ့မှဘာတရင်မှမရှိပါဘူးအာမနေ့ရဆိုရင်လည်းကျွန်တော်အင်္ဂလန်နဲ့အမေရိကန်ကွန်တွဲရေးတပေါင်းညီညာရတယ်ပေါ့เนาะကွန်တွဲရေးတပေါင်းညီညာရလာပြတဲ့ကမှဒါကတော့ပြင်ပြောမှဆိုရင်ကောင်းတဲ့တရင်လို့ပြောလို့ရတယ်ပြီးရင်တစ်ဖက်ကဒေါ်လာအင်တက်ကြီးမယ်တခုရှိတာကဒေါ်လာအင်တက်က100တက်ကျော်သွားပြီเนาะကျွန်တော်ပြောခဲ့တယ်ဒေါ်လာအင်တက်100တက်ကျော်ရင်ကဘာရွှေရောင်းလို့အားနေဝင်လာလိမ့်မယ် အခုပဲဈေးအခုကိုဈေးကြနေပေါ့နော်ဒေါ်လာအင်းတက်တာထက်တက်နိုင်ပေါ့ဒီတရားထက်ကိုကောင်းကောင်းဆက်ပြီးတက်နိုင်လေလေကမ္ဘာရွှေဈေးကဆက်ထိုးကြလေလေဖြစ်ပါမယ်တခုချက်ကမ္ဘာရွှေဈေးဟိုလိုမျိုးကြီးအာရေရှည်အကြအကောင်းမဲ့နေတာတော့မတွေ့ရသေးဘူးအာတစ်ပတ်ကဒေါ်လာအင်းတက်နဲ့ချင်းကြည့်မယ်ဆိုဒေါ်လာအင်းတက်105အထက်လောက်ဖောက်တက်နိုင်မှာကမ္ဘာရွှေရလေတရင်ပိုင်းရအောင်ကမ္ဘာရွှေရလေရေရှည်ပြန်ကြနိုင်မှာဖြစ်ပါတယ်ဒေါ်လာအင်းတက်105အထက်ဖောက်တက်ဖို့ကလက်ရှိအနေထားရမှာဖြစ်နိုင်မှာပါ မဖြစ်နိုင်တာပြတဲ့ကာမှာလက်ရှိကဘာရွှေအာဒေါ်လာအင်းတက်ကရေတိုတက်နေနေတာမှာကဘာရွှေစရေရေတိုဈေးပြန်ကျနေခြင်းဖြစ်ပါတယ်ကျွန်တော်အများပြောမယ်ဆိုတော့အများဆုံး3200ဝန်း3100ပေါ့3100အဲ့380အဲ့ဝန်းကျင်မှာလက်ရှိကဘာရွှေစရဲ့ဈေးအကျတန့်သွားနိုင်ပါတယ်သူပါသူဘလောက်ပဲဈေးအကျအကောင်းပါစေဈေးအကျအတန့်သွားနိုင်ပြီးတော့ကျွန်တော်တို့ရေရှိဈေးအသက်ဘက်ကိုပြန်သွားနိုင်တာကိုဖြစ်နိုင်ပါတယ်ခင်ဗျအဲ့ဒါပြတဲ့ကာကျွန်တော်ကလက်ရှိဈေးကျနေနေတာမှာရေတိုတော့လိုက်ရောင်းရမှာပဲဒါပေမဲ့ ကြအနေနဲ့ဈေးမှာအောက်ဈေးဒီမှာကျွန်တော်က view site ပြီးတော့နိပညာပိုင်းရအတီးပုကြက်တွေစောင့်ပြီးတော့မစ်တန်းကာလာလက်ပြီးရင်ကျွန်တော်တို့လောင်တန်းရေရှိပြောင်းဝယ်ဖို့အတွက်ကျွန်တော်ဈေးတန်းနေပြန်ရှာမှာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့အဲ့ဒါကကျွန်တော်ဒီနေ့တနေ့တာလုံးကိုကျွန်တော်ကတော့ဒီတနေ့တာအတွက်ကမ္ဘာရွှေဈေးကိုရေဒူဈေးအကြဆက်အားတာလိမ့်မယ်လို့သုံးသပ်ထားပါတယ်။ဈေးတက်တိုင်းအမြင့်ဈေးမှာလိုက်ရောက်ဖို့အားပေးခြင်းပါတယ်ခင်ဗျ။ဒါလေးကကျွန်တော်ဒီနေ့တည့်တာကမ္ဘာရွှေဈေးကိုသုံးသပ်ချက်ဗီဒီယိုဖြစ်ပါတယ်။အခုလိုသုံးသပ်ချက်ဗီဒီယိုတွေကို up to date ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါကျွန်တော် စီမှာဒီကဘာချွေရောင်းမှာ online အခြေခံတင်တာနဲ့တက်ရောက်လို့ရပါတယ်အဲ့အနေနဲ့ပတ်သက်ပြီးလဲစုံစမ်းမြန်းမြန်းကျင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ရအောင်လောက်ကျွန်တော် Telegram channel ကျွန်တော် Viber ကျွန်တော်ရဲ့ Messenger တွေကနေစုံစမ်းမြန်းမြန်းနိုင်ပါတယ်ခင်ဗျကဘာချွေ trader အလုံးပဲဒီနေ့ကဘာချွေစီကွာရတဲ့ဘက်နောက်ဆုံးရတော့ကြနေမေလ9ရက်နေ့တရက်တာဆိုကဘာချွေစီတက်ကြောကျွန်တော်အထုတတိထားအကြောင်းဝင်လုပ်ပြီးတော့ဒီရတဲ့ဘက်ကိုအကျိုးမြတ်နဲ့အဆုံးတက်နိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျ